မိဘပြည်သူများရှင် Prime Media မှာတင်ဆက်မှုလေးဖြစ်ပါရရှင်။ယနေ့မှာကျွန်တော်တို့တင်ဆက်ပေးမှာတော့အော်တိုဘားလ6ရက်နေ့ကနေ17ရက်နေ့ထိပြည်တွင်းပြည်ပထူးခြားဖြစ်စဉ်များကိုစူနီလီလာမြန်မာပြည်ရဲ့အစီအစဉ်ပိုင်း30ရက်နေ့ပြီးတော့တင်ဆက်ပေးမှာဖြစ်ပါရရှင်။မင်္ဂလာပါဆရာ။မင်္ဂလာပါ။ဟုတ်ကဲ့ပါဆရာ။ဒီနေ့မှာဆိုတော့ပြည်တွင်းအကြောင်းအရာလေးဖြစ်တဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာလေးပေါ့နော်ဆရာ။အခုပြည်သူရဲ့ရွေးကောက်ပွဲကိုစိတ်ဝင်စားမှုတွေမြင့်တက်နေပါရဲ့ဆရာ။ဒါလေးပတ်သက်ပြည်သူတွေသိတဲ့အကြောင်းအရာလေးတွေကိုဆရာအနေနဲ့မျှဝေပေးပါအောင်ရှင်။ဟုတ်ကဲ့ကောင်းပါပြီ။ကျွန်တော်သိရှိထား လေးလာထားတော့တော့ရေကောက်ပွဲမဲဆယ်စီယုံမှုကာလသတ်မှတ်ပေးပြီးဖြစ်ပါတယ်2025ခုနှစ်အောက်တိုဘာလ28ရက်နေ့ကနေပြီးတော့မှ2025ခုနှစ်ဒီဇင်ဘာလ26ရက်နေ့ထိကိုရေကောက်ပွဲမဲဆယ်စီယုံခွင့်ကာလဖြစ်သတ်မှတ်ပေးပြီးဖြစ်ပါတယ်သတ်မှတ်ပေးပြီးတော့ကျွန်တော်တို့ရခိုင်ကတွေ့ကြုံခဲ့ရတဲ့ရေကောက်ပွဲတွေနဲ့ဆက်လျင်းပြီးမြန်မာနိုင်ငံတော်သူနိုင်ငံသားတွေမိဘပြည်သူတွေညီကောင်မောင်နှမတွေအားလုံးကို စေတနာရှိထားပြီးတော့မှမေတ္တာရက်ခံပန်ကြားလိုတာလေးရှိပါတယ်။ဒါကတော့ရေကောက်ပွဲဆိုတာကတော့ကျွန်တော်ဒီမိုကရေစီစနစ်မှာမဖြစ်မနေဖျက်ဆီးရမယ်ဖြစ်စဉ်ဖြစ်ရပ်တခုဖြစ်ပါတယ်။အဲဒီနေရာမှာမိမိတို့ရဲ့ဆန္ဒအရာလွတ်လပ်စွာမဲပေးခွင့်ရှိပါတယ်။မဲပေးခွင့်ရှိတဲ့အချိန်မှာလူအထွေထွေအယူဆမျိုးစုံ ဖြစ်တဲ့အတွက်နှစ်သက်ရာ ပါတီကိုမဲပေးခွင့်ရှိတော့လေမိမိနဲ့မတူတဲ့မိမိနှစ်သက်ရာပါတီနဲ့မတူညီတဲ့အခြားလူပုဂ္ဂိုလ်များနဲ့ကျွန်တော်တို့ရံဖြစ်တာတို့စကားများတာတို့တတ်ကြဖြတ်ကြတာတို့အာကျွန်တော်တို့မကြောက်ဝင်မနာတာပြောကြတာတို့ဖရိုသာဝါစာ ဖြစ်ကြတာတို့တချို့နေရာတွေမှာရံဖြစ်တဲ့အခြေအနေတွေရောက်ရှိတာတွေကျွန်တော်တို့ပြီးခဲ့တဲ့ရွေးကောက်ပွဲကာလအတွင်းမှာနိုင်ငံတော်ဝင်မှာပေါ်ပေါက်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ရပ်များရပြရပါတယ် မိသားစုတစ်ခုတည်းမှတော့မှအကြိုက်ချင်းတူခြင်းမတူမှာဖြစ်ပါတယ်ဟလာတချို့တော့ဟလာမိသားစုတွေမှာဇနီးမောင်နှံတွေမှာပဲမျိုးသားဖြစ်သူက A ဆိုတဲ့ပါတီကြိုက်တယ်မျိုးသမီးက B ဆိုတဲ့ပါတီကိုကြိုက်တယ်ဒီဇနီးမောင်နှံလင်မယားနှစ်ခုကြားမှာသက်ဆိုင်ရာမိမိတို့နှစ်သက်တဲ့နိုင်ငံရေးပါတီနဲ့ဆက်လျင်ပြီးအငင်းပွားစရာရဖြစ်စရာ ပြဿနာဖြစ်စရာအကြောင်းမရှိပါဘူးမိမိတို့ရဲ့ဆန္ဒအရလွတ်လပ်စွာမပေးလို့ရပါဘူး ဒါတော့ဆန္ဒမဲပုံးတဲ့ကိုထည့်လိုက်တဲ့မိမိရဲ့စိုက်နှက်သက်တဲ့ပါတီကိုမဲပေးတဲ့လောက်ရကတာအထီးရောက်ဆုံးဖြစ်ပါတယ်မဲဆွယ်စည်းဝေးတဲ့ကာလအတွင်းမှာနိုင်ငံရေးပါတီအသီးသီးရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းများဟာနှီးမျိုးစုံနဲ့ရွေးကောက်ပွဲမဲဆွယ်စည်းဝေးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ပြည်သူပြည်သားများကြားမှာသူစိတ်ဝမ်းကွဲစေတဲ့ကျွန်တော်တို့ရန်ညိုအာဂါလာတွေဖြစ်စေတဲ့ဖြစ်စဉ်ဖြစ်ရမျိုးတွေတော့ ဆောင်ရှားတင်တယ်လို့ထင်မြင်ဆပါတယ်။သက်ဆိုင်ရာရွေးကောက်ပွဲလက်ဆွဲစည်းရုံးမှုဆိုင်ရာဥပဒေတွေရှိပါတယ်။လုံထုံးလုံကြီးတွေစီမင်းစည်းကမ်းတွေလည်းရှိပါတယ်။ရှိတော့ကျွန်တော်တို့ကဘာလို့ပြရမလဲဆိုတော့မြန်မာနိုင်ငံတနိုင်ငံလုံးတနံတလျားမှာနေထိုင်ကြတဲ့ကချင်ကရကင်ချင်းပမာမွန်ရခိုင်ရှမ်းဘန်သာအားလုံးအပါအဝင်အခုနောက်ဆုံးကျွန်တော်တို့တကောင်စင်းကောက်ထားမှုရပါလေအဲ52တန်းတော့ထားလိုက်ပါတော့55တန်းမျှတော့ ပြည်သူများအားလုံးဟာစနစ်တကျနဲ့ကျွန်တော်တို့အမှန်ကန်ကန်မဲ့ပေးကြဖို့လိုပါတယ်။အဲ့ဒီထဲမှာကျွန်တော်တို့တတ်မှတ်တဲ့ပြဋ္ဌာန်းချက်နဲ့အညီအသက် session နဲ့ပြည်ပြီးတဲ့လူတွေစနစ်ကြမဲ့ပေးဖို့လိုပါတယ်။ရန်ဖြစ်ဖို့မလိုပါဘူး။ဒီဦးနဲ့သူဟလာခိုင်ရန်ဖြစ်ပွားဖို့တချို့ကြောက်လဲဆဲကြဆိုကြရန်ဖြစ်ကြစသည်ဖြစ်ပွားဖို့မလိုပါဘူး။မိမိနှစ်သက်တဲ့ပါတီကိုလူပုဂ္ဂိုလ်ကိုငယ်ဘုံထဲမှာစုံဖြတ်ပေးပြီးတော့ထည့်ယူနိုင်တာရှိပါတယ်။အဲဒီတော့ မိသားစုတစ်ခုမှာဇနီးမောင်နှံဘလို့ပဲကွဲပြားကွဲပြားတချို့ကြောင့်လဲသားသမီးတွေတန်းမှလဲဟလာဟို A ဆိုတဲ့ပါတီကြိုက်တာရှိတယ်တချို့က B ကြိုက်တယ် B ဆိုတဲ့ပါတီကိုကြိုက်တယ်တချို့ကလဲ C ဆိုတဲ့ပါတီကိုကြိုက်ကြတယ်ဘလို့ပဲကြိုက်ကြိုက်ဟလာကျွန်တော်တို့ကဒီမိုကရေစီရဲ့အနှစ်သာရဖြစ်တဲ့မိမိတို့ရဲ့ဆန္ဒကိုလွတ်လပ်စွာထုတ်ဖော်ပြသနိုင်တယ်လို့အခြားသူများရဲ့ဆန္ဒတွေကိုလည်းနေစားကြရမှာဖြစ်ပါတယ်အဲဒီအတွက်မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေဆိုးတွေမကောင်းတာတွေဖယ်ရှားပြီးတော့မှမြန်မာလူမျိုးတွေဟာဒီမိုကရေစီနဲ့ထိုက်တန်ပါတယ်ဆိုတဲ့အားမျိုးကိုကျွန်တော်ပြသဖို့လိုအပ်ပါတယ်။ရခင်တော်ကဖြစ်စဉ်တွေအတိုင်းကျွန်တော်တို့ဟလာမလို့လာအပ်တာတွေမဖြစ်အောင်သတိရှိရှိနဲ့စနစ်ကျရေကောက်ပွဲမဲ့ဆက်စီုံကြပါလို့မြစ်တာရတာတိုင်တယ်လို့ပါ။ ဟုတ်ကဲ့ပါဆရာဒုတိယသိကျင်တာလေးပေါ့နော်ဆရာအခုဆိုရင်အာဆီယံဆမ်မစ်မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်တက်ရောက်မယ်ဆိုတဲ့သတင်းလေးဖတ်ပေါ်နေပါတယ်ဆရာဒီကြောင့်အားလို့လည်းပြည်စုံလေးပြပြပေးပါအောင်ရှင်ဟုတ်ကဲ့ရှေ့တော်အစနိုင်ငံများအသင်းအာဆီယံအဖွဲ့ကြီးရတော့